ါရှင်ကျမကတော့ Miss Supranational မြန်မာ2025 Cherry Mo ဖြစ်ပါတယ် Supranational မြန်မာ2026ပြိုင်ပွဲကြီးရဲ့ Supra Chat Challenge ကနေပြီးတော့ပြိုင်သက်အားလုံးကိုကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ Cherry နဲ့အတူရောက်ရှိနေတာကတော့ Supra Chat Challenge ရဲ့ Group A ပဲဖြစ်ပါတယ်ရှင်ဆိုတော့ Group A Member လေးတွေနဲ့ Cherry ပထမဆုံးမိတ်ဆက်ပေးပါရစေ Miss Supranational ဘကို Sasha Viola Miss Supranational ဘမော Nanin Therapy Miss Supranational ဒဝဲဖြိုးတင်စာစော Miss Supranational ဖအံမေအန်ဂျယ် Miss Supranational ဟာခါရွှေရတနာဝင်း Miss Supranational မော်လမြိုင် ထုံနဒီဦးဆိုတော့ဒီနေ့ Supra ချက်ချဲလမ်းမှာချွေရူကပထမဆုံးဒါ members လေးတွေရဲ့ live story လေးနဲ့အရင်ဆုံးစမယ်ပေါ့နော်တို့ရဲ့ introduction လေးတွေချွေရူနားထောင်ကြည့်မယ်ဒီ introduction လေးတွေပေါ်မှာအခြေခံပြီးတော့မှာချွေရူတို့ကို မေခွန်းနှစ်ခု မေးမယ်ပေါ့နော်မေခွန်းနှစ်ခုပြီးတဲ့အခါမှာဒါသူတို့ရဲ့ talents တွေကိုစမ်းသတ်တဲ့အနေနဲ့ page question လေးတစ်ခုစီမေးသွားမှာပဲဖြစ်ပါရဲ့ရှင်ဆိုတော့သူတို့ရဲ့ introduction လေးတွေနဲ့ဆက်လိုက်ကြအောင်ပါ Mr. Pranational ဘက်ကိုညီမလေးဆာရှာ Viola နေပြီးတော့ introduction လေးဆက်လိုက်ကြရအောင်မင်္ဂလာပါမဟုတ်ပါဘူးနာမည်ကတော့ဆာရှာဗီယူလာပဲဖြစ်ပါတယ်မင်းစူပရာနေရှင်နယ်မှာဘကိုးကစားပြုနေတဲ့ဝင်ရောက်ရှင်ပြိုင်နေတဲ့နာမည်ဖြစ်ပါ ရှင်ကျွန်မတက်ကတော့အခုဆို25နှစ်ရှိပြီဖြစ်ပြီးတော့ဘာသာစကားကြီးလည်လာရတာကိုဝါသနာပါပါတယ်ဥမာအားလက်တဲ့အချိန်တွေမှာတော့ဗောနော်ညီမစာဖတ်တာတွေလုပ်တယ်ပြီးတော့အခု Chinese traditional dance ကိုလည်းအထူးတက်တယ်သင်ယူနေပါတယ်ဟိုအရင်ကသင်ခဲ့တဲ့ဘာသာရပ်တွေအနေနဲ့ဆိုရင်တော့အင်္ဂလိပ်စာ Korean ဘာသာစကားကြီးအပြင်ကိုအခုလက်ရှိမှာတော့ Japanese and Four နဲ့ HSK2 Chinese ဘာသာရပ်တွေကိုသင်ယူနေပါတယ်ရှင်အာညီမဘွားရဲ့အိမ်မက်ကတော့ဗောနော်စစ်မှန်ပြီးတော့အရေးချင်းပြေးသွားတဲ့အမှုပညာရှင်တအုပ်ဖြစ်ခြင်းနဲ့အဲ့ဒါက ကြောင့်မလို့လည်းအခုလက်ရှိကိုကြိုးစားနေတယ်။အလမဲ့လောကကိုဝင်ရောက်လာတဲ့အခါမှာလည်းမြမအနေနဲ့ Miss Universe မြန်မာ2023တုန်းက body shaping လောက်ကံခဲ့ရတာကြီးရှိခဲ့ပါတယ်ရှင်။အဲကျမရဲ့အမြင်မှာတော့ပေါ့နော်အလမဲ့တယောက်ဆိုတာအလပနေုံနဲ့မပြီးပါဘူးစူးစားနိုင်တဲ့ဉာဏ်ရည်ဉာဏ်သွေးနော်ဟိုကထက်မြက်တဲ့ကိုယ်ရည်ကိုယ်သေးတွေအပြင်ကိုစူးစားမှုကိုတိတိယောက်ယောက်ရှိနိုင်မှသာအလမဲ့ပြီးပြည့်စုံမယ်လို့ ထင်မြင်မိပါတယ်ဒါကြောင့်လည်းညီမဒီနေရာကိုရောက်ရှိလာခြင်းဖြစ်ပါတယ်ရှင်နောက်တစ်ချက်အနေနဲ့ကတော့ညီမကခိုးလုံရမဲ့နေတဲ့တိရစ္ဆာန်လေးတွေကိုပေါ့နော်ကဲတင်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမအနေနဲ့အလှပဆိုတာကအဲစိတ်ထားနှူးမြန်ခြင်းနှူးမြန်တဲ့နှလုံးသားရှိခြင်းနဲ့ကာကွယ်ခြင်းလို့ပဲသတ်မှတ်ချင်ပါတယ်ရှင်ဒါကြောင့်ဒီနေ့ဒီနေရာမှာညီမရောက်ရှိလာခြင်းကမစ္စရာနေရှင်နဲ့တယောက်ဖြစ်ဖို့အတွက်ပေါ့နော်မျိုးသမီးတွေရဲ့ပေါ့အဓိကအနေနဲ့အတန်းမျိုးသမီးတွေရဲ့ကိုးစားပြု inspiration တယောက်ဖြစ်ဖို့အတွက်ဒီနေရာကိုရောက်ရှိလာခြင်းဖြစ်ပါတယ်မမကြီးကျေးဇူးတင်ပါတယ်ရန်ကောင်းပါတယ်ညီမလေးဆိုတော့အမ live story နဲ့ပတ်သက်တဲ့ questions လေးစမေးလိုက်မယ်နော်ဟုတ်ကဲ့ပါဆိုတော့ညီမလေးကဆွမ်းနာပြောသွားတယ်ဒါဘာသာစကားတွေအများကြီးလဲသင်ယူထားတယ်အများကြီးကိုလည်းပြောနိုင်နေဆိုတော့ဒီဘာသာစကားတွေအများကြီးပြောတတ်ခြင်းပြောနိုင်ခြင်းက beauty pageant မှာဘလို့အကျိုးကျေးဇူးတွေရလာနိုင်မယ်လို့ညီမလေးထင်လဲ beauty pageant မှာညီမဘာသာစကားအဲလက်ရှိပေါ့နော်၄မျိုးလေ့လာနေတဲ့အတွက်ဘလို့ တိုးတက်လာနိုင်လဲဆိုရင် communication ကောင်းမယ်ပြီးတော့အလွယ်တကူခင်မင်းရင်းနှီးလွယ်မယ်တင်ယူနိုင်မယ်အဲ့လိုမျိုးတက်မြောက်လွယ်တဲ့အရာတွေပေါ့နော်ညီမအနေနဲ့ပို့ပြီးတော့မြန်မြန်ဆန်ဆန်တက်မြောက်လွယ်နိုင်မယ်အကျိုးကျေးဇူးတွေကတော့သူများထက်နှဆတာနိုင်လိမ့်မယ်လို့အဲထင်မြင်မိပါတယ်ရှင်ဟုတ်ပါတယ်ဟုတ်ပြီမလေးပြောသွားတဲ့အထဲမှာ body shaming လောက်ခံခဲ့ရတာပါတယ်နော်ဆိုတော့အဲ့ဒီတုန်းကရောဘလို့စိတ်သက်ခွန်အားမျိုးနဲ့ကြော်ဖြတ်ခဲ့လဲ ပထမဦးဆုံးပေါ့နော်ညီမအနေနဲ့ညီမဒီလူသားတယောက်ဖြစ်တယ်အဲအဲ့တော့ဝမ်းနဲ့တက်တယ်အဲ့ဒီတော့ငူပါရဲ့ရှင်ပထမဦးဆုံးအနေနဲ့ပို့တယ်နောက်တစ်ဆင့်အနေနဲ့ကျတော့ကျမလောကကြီးကအားနည်းတဲ့လူတွေအတွက်နေရာမရှိဘူးလို့ယုံကြည်တယ်ဒါကြောင့်ကျမစိတ်ကိုပြန်ထိန်းတယ်ကြိုးစားတယ်ကိုကိုကိုဖြည့်ဆွတ်တယ်အဲရှီတလန်းလန်းတယ်ပေါ့နော်အဲ့ဒီအနေနဲ့ပဲအားတင်းပြီးတော့ပြန်ပြီးတော့လှူထားခဲ့တယ်အခုပြန်လဲပြီးတော့ရှင်ပြန်ခဲ့ပါတယ်ရန်ကောင်းပါတယ်ညီမလေး supranational ဗမော်မလေးရဲ့ဒါ introduction လေးနဲ့မရနာထောင်ကြည့်အောင်နော်အားလုံးပဲမင်္ဂလာပါရှင်ညီမတို့နန်းနေတရူဖြစ်ပါလေညီမအတက်တာတော့26ပါအဲညီမတော့ဒီညီမရဲ့ဇာတိမျိုးဖြစ်တဲ့ဗမော်မျိုးကိုကိုစားပြပြရှင်းနေတော့မှာဖြစ်ပါလေအဲပြီးတော့ညီမရဲ့ပညာရေးအချင်းကိုပြောရမယ်ဆိုရင်ညီမက Technological University မန်တွေးရနေပြီးတော့အဲ Electronic Engineering Major နဲ့တောင်းပြီးသားဖြစ်ပါတယ်။ပြီးညီမရဲ့ဒီ ကံဝဲအတိအကျပြောရမယ်ဆိုရင် Miss Independent မြန်မာ2024မှာ first line လာရှိထားပါတယ်အဲ့တော့ပြီးတော့ကတော့ညီမဒီ Supra ကိုလာကြိုင်းရချင်းရဲ့အဲအတိအကျရည်ရချက်ကပေါ့နော်ညီမဒီရဲ့အဲမတိန်မှုဖြစ်တဲ့အမျိုးသမီးတွေတက်ငယ်မတိန်မှုဖြစ်တဲ့အဲကလေးငယ်တွေအတွက် speed out လုပ်ပေးခြင်းကိုဒီညမှာရောက်ရှိရချင်းဖြစ်ပါတယ်အဲမတိန်ချင်းနိုင်ငံရတဲ့အမျိုးသမီးတွေကလေးတွေဆိုရင်တို့တို့ကအာတို့တနာရည်လို့ပြောရပါတော့ဒါပေမဲ့တို့ကိုတကယ်တမ်းအဲ့လို ်တန်းသူနေနေဆက်ဆက်ပြီးမဲ့လို့ကောင်းကောင်းခေးမပြီးမဲ့လို့အဲ့လိုမျိုးတိတ်ပြီးတော့မှမရှိဘူးသူတို့နည်းနည်းဖယ်ကျင်ကြတယ်အဲအဲ့ဟာတော့သူတို့အချက်စပစ်အောင်လုပ်ပြီးချင်းအဲကြောင့်ညီမတို့ရောက်ရှိနေချင်းဖြစ်ပါတယ်ကျေးဇူးပါညီမလေးမလေးအင်တာကွန်ပြိုင်မှုတယ်လို့ပြောတယ်နော်ဆိုတော့အဲ့ဒီပွဲပြိုင်နှုန်းကကိုမဘလို့ weakness တွေရှိခဲ့လဲဘလို့ overcome လုပ်ခဲ့လဲ supranational မှာရောအဲ့ဒီ weakness တွေကိုဘလို့ပြင်ဆင်သွားမှာလဲဆိုတာလေးသိပြစီ ညီမဒီ miss inequitable တဲ့ပြိုင်တော့ကဆိုရင်အညီမပြင်ဆင်ချိန်လေးရအောင်ညီမဆောင်ပွဲဖြစ်ပြီးတော့မှဆိုရင်အဒီရဲ့ပွဲကိုချစ်ချင်း join လိုက်ရတယ် join လိုက်ချင်ညီမအတပြင်ဆင်မှုတိတ်မရှိဘူးပြင်ဆင်မှုတိတ်မရှိတဲ့အခါမှာဆိုရင်ညီမကဒီအခက်အခဲတွေအများကြီးကြော်ဖြတ်ပြီးတော့မှရှင်းနိုင်ခဲ့ပါတော့အဲ့ဒီမှာ personal attitude ရရှိခဲ့တယ်ညီမတို့ဆောင်မှုနဲ့အဲဒီအခု super မှာဆိုရင်ညီမကဒီတေချာလေးပေါ့နော်ဒီ 2024ရာနီးဒီတိုင်ပွဲပြီးတဲ့ကာလရာနီးညီမတေချာကြီးပြင်ဆင်ပြီးတော့မှဒီခုစုပေါင်းလိုက်ကြမ်းရချင်ပါတယ်ကဲပါဒါဆိုလို့ရှိရင်ညီမလေးဆွမ်းနာပြောသွားရယ်ပေါ့နော်ဒါတက်ငယ်မရင်းကျူးလွန်ခံရတဲ့မျိုးသမီးတွေကလေးငယ်တွေအတွက် speak out လုပ်ပေးခြင်းနဲ့ဆိုတော့ဒီ super national မြန်မာမှာညီမလေးဝင်းနာဖြစ်သွားခဲ့ပါဖြစ်သွားခဲ့ပြီဆိုပါစို့ဆိုလို့ရှိရင်ဒီညီမလေးရဲ့ initiative ပေါ့နော်အခု run နေတဲ့ initiative အတွက်ညီမလေးဘယ်အရာတွေကိုဆက်လက်ပြီးလုပ်ဆောင်သွားမလဲဟုတ်ကဲ့ဒီ တက်ငင်မရင်းနဲ့ပတ်သက်ပြီးတက်ငင်မရင်းမှုတွေအမရင်းမှုတွေပေါ့နော်အခုအခုမှဆိုရင်အမျိုးသမီးနဲ့ကလေးငယ်တွေမကားတော့ဘူးအဒီရဲ့အမျိုးသားတွေပါမင်းချင်းခံရတဲ့ဟာတွေပါနော်ဟုတ်တယ်အဲ့ခါကျတော့ညီမအဒီဒီဟာတွေနဲ့ပတ်သက်ပြီးတော့မှဒီမင်းချင်းခံရတဲ့ကလေးတွေအမျိုးသမီးတွေအတွက်အစပီအပ်လုပ်ပြီးတော့မယ်သူတို့အတွက်ခွာဖြစ်စေတဲ့ဟာတွေကိုညီမအတိအကျလုပ်သွားမယ်အဲ့အပြီးတော့ဒီရဲ့အ ီမရင်းမှုတွေရော့ပါလာအောင်ပညာပေးတွေပေါ့နော်အဲ့လိုမျိုးတွေလုံဆောင်တော့လို့မှအဒီမန်းထားပါလိမ့်ရှင်ဆိုတော့ဒီ supranational မြန်မာ organization ဘက်ကနေပြီးတော့ရောအဲဘယ်အရာတွေထပ်ပြီးတော့ဒီမှာလို့ပံ့ပိုးပေးသွားရမလဲ။ခဲ၍ဒါကိုလှုပ်ဆောင်တဲ့အပိုင်းနေမှာပေါ့။မြန်မာကတော့ဒီလိုအရေးမြန်မာဒီလှုပ်ဆောင်တဲ့ဟာနေနဲ့ဆိုပြီး organization နဲ့တခြားနိုင်ငံနဲ့ organization ကနေပြီးတော့အကြံပေးတဲ့ဟာတွေအဲမြန်မာရဲ့အဲလှုပ်ဆောင်တဲ့ဟာတွေနဲ့တိုင်းပြီးတော့မြန်မာရှေ့ဆက်သွားချင်ပါလိမ့်ရှင်။ကျေးဇူးပါမြန်မာနဲ့ ဆိုတော့ Supranational တဝဲညီမလေးရဲ့ introduction လေးစာမယ်နော်ညီမကတော့ Miss Supranational တဝဲ2026အဲထူးထက်လာတော့လည်းဖြစ်ပါတယ်အဲညီမကအဲဒီပွဲမှာလာဖြစ်ပြန်ရတဲ့ UI ကျွန်တော်ကတော့အာညီမရဲ့အာ human set တွေကိုယ်တွေကိုယ်တွေတွေကိုပြန်လဲပြီးတော့အဲပြကျင်တဲ့အတွက်ကြောင့်မလာတိုင်းတာပါညီမအရှိမလေးကံွယ်ယူကံပြီးပါတယ် မြန်မာအရှိမဆိုလို့ရှိရင် Miss uh Miss Grand တိုက်တူ2024 uh Miss Universe uh Got Down 2024 Top 20နဲ့ Miss uh Christmas Star 2024 uh Sakurana App ဆိုတဲ့ကိုလည်းရရှိရပါတယ်။မြန်မာရဲ့အသက်ကတော့24နှစ်ပါ။အာအာမြန်မာပညာရေးအချိန်ကတော့မြန်မာအာစီပိုင်းတော့တတိယနှစ်နဲ့အကြောင်းကိုပြည့်စုံထားပါတယ်။ဟုတ်ကဲ့။ဆိုတော့ဒါညီမလေးရရှိမှာအတွေ့အကြုံတွေအများကြီးရှိခဲ့တယ်เนาะပြိုင်ပွဲပြိုင်ခဲ့တဲ့အတွေ့အကြုံတွေအများကြီးရှိရဲဆိုတော့ အာအတွေ့အကြုံမရှိသေးတဲ့သူတွေနဲ့ကိုကအတွေ့အကြုံတွေအများရှိတဲ့သူတယောက်နေနဲ့ဘယ်နေရာတွေဘယ်အချက်တွေမှာအားသာမယ်လို့ထင်လဲ။ကျွန်တော်အတွက်ကတော့လူမှုစက်တိုင်းပိုင်းနေနောက်ဘက်လို့ရှင်အဓိကတော့ miss ဖြစ်တဲ့အတွက်ကြောင့်မလို့ထောက်ပေါ်ပိုင်းနေမှာဆိုလို့ရှင်တော့အားသာမယ်လို့ထင်ပါတယ်ဟုတ်။ဒါဆိုလို့ရှင်ညီမလေးက supranational ပြိုင်ပွဲပေါ့နော်။အခုညီမလေးရှင်ပြိုင်ရတဲ့ပြိုင်ပွဲကနေပြီးတော့ဘယ်နေရာတွေကိုမျှော်လင့်ထားလဲ။ အအပေါင်းဆုံးဖြစ်မဲ့အရာတွေကိုတော့ပြောမှတ်ထားတယ်ဒါပေမဲ့ညီမဒီအ Super Nation နဲ့မှာတိုင်းနဲ့တိုင်းမွဲဝင်တရားအနေနဲ့အာညီမဖြစ်တဲ့အိမ်မက်တွေအကောင့်ထဲပေါ်ပေးနိုင်မယ်လို့ယုံကြည်ရတဲ့အတွက်ကြောင့်မလို့ညီမဒီ Super Nation နဲ့မှာဒါရောက်ဝင်ကြိုင်းနေဖြစ်ပါတယ်ရှင်ကျေးဇူးပါညီမလေးဆိုတော့နောက်ထပ် Super National ဖအန်ညီမလေးရဲ့ introduction လေးနားထောင်ကြည့်အောင်နော်ဒီကအရင်နာမည်ကတော့မေဂျာဖြစ်ပါတယ်ရှင်အတက်က29ဖြစ်ပါတယ်ပြီးတော့ BSc Microbiology နဲ့ကျောင်းပြီးသားပါတယ်ရှင် ီးတော့ပြန်ပွဲအတွေ့အကြုံလည်းရှိပါတယ်ရှင်းရပြန်ပွဲဆိုရင် Miss Universe ကြောက်စဲ Miss Universe ပြင်မနာပေါ့လေမှာ second runner အတရထားပါတယ်ရှင်ဟို city ကတော့ဒါ city ပွဲအနေနဲ့တက်ရမယ်ဆိုတာပထမအဆုံးပါပဲရှင်ကိုကဒီပွဲမှာဝင်လာရပြီဆိုလို့ရှိရင် international ကိုသွားပြီးတော့ပြန်ရမယ်ပေါ့နော်ဆိုတော့ international မှာပြိုင်ပွဲဝင်မဲ့ miss တယောက်အနေနဲ့အရေးကြီးဆုံးအချက်ကဘာတွေဖြစ်မယ်ထင်လဲအရေးကြီးဆုံးအချက်ကတော့နိုင်ငံတကာနဲ့သွားပြီးတော့လုပ်မယ်ဆိုလို့ရှိရင်တော့ဂျူတင်ပြင်ဆင်နိုင်မှုတွေရတော့ရှိရမှာပေါ့နော် ကတ်ဝတ်ပိုင်းပဲဖြစ်ဖြစ်ပြီးတော့ကိုယ့်ရဲ့ brain ပိုင်းပဲဖြစ်ဖြစ် duty ပိုင်းရောအကုန်လုံးပြင်ဆင်တင်တယ်လို့ထင်ပါတယ်ရှင်။ညီမလေးရောအခုဒီပြိုင်ပွဲအတွက်ဘာတွေစ조사ပြင်ဆင်လာပြီလဲ။အခု agent အနေနဲ့ကတော့ဒီကတ်ဝတ်ပိုင်းကတော့အဓိကပဲကတ်ဝတ်ပိုင်းလည်းပြင်ဆင်ထားပါရဲ့ရှင်။အပြင်လိုအပ်မဲ့တင်တဲ့ကိုအဲဒီ communication skill လည်းအကျပြင်ထားပါရဲ့။ကျေးဇူးပါ။ဆိုတော့ supranational hacker မလေး introduction လေးနားထောင်လိုက်မယ်နော်။ Hello everyone and Minglaba Mamai. My name is Nana. I'm 20 years old. I'm a biomedical science student who is aspiring to become a surgeon researcher. And I also aspire to utilize my intelligence and elegance to make a meaningful impact on our Miss Supranational Myanmar stage by inspiring others. Okay. So how important is the language skill in beauty pageant? I believe that language skills is more than in a verbal aspect. I believe language skills, it all comes down to communication. When you have a strong language, you're able to pick up professional cues, you're able to connect and understand your colleagues and your peers that you work with. Dima, pageant sura, we have multiple stakeholders. Teamwork ga So if your communication and your language skills are good, then we can foster a better working culture and do better when we go up on the international stage. Great And then, if you will have a chance to choose between your professional career and beauty pageant, which one would you pick and why? Thank you for that question. I think that this question has been something I've always asked myself even before joining this. But ultimately, I believe that my profession of wanting to become a doctor and everyone in this room who is trying to make this supranational Myanmar happen, we all have one goal. We all love our country, Myanmar, and we want to showcase our country, our spirit, our passion on the stage. So for me, I would want to utilize my profession to help others in terms of medical, advancements and bringing healthcare accessibility to the poorer communities amongst us and to make Myanmar a better and forward thinking country. And just like that, I think everyone here wants to do our best as well to showcase Myanmar and share with everyone about our stories. So if it comes down for me to choose between the two, I would say that I, at this point of time, I feel that I want to find a connection between both my medicine mm. career and throughout the pageant career. Okay, because so more two is always better than one. So if I can utilize both Bono, then I think I can strengthen our mm -hmm. strength and showcase Myanmar even more excellently on stage. Also, knowledge is power. That beauty pageant and confidence and beauty is also power. So throughout the Mika, I would want to make sure that I dedicate equal amount of time and commitment and efforts to utilize both sides and apply it when I go become a doctor or even on the international Miss Supernational stage. Thank you so, so much for the answer. So now there was a twilight now. Supranational mall and yang mali introduction link and how's yeah. No, mama. မြန်မာကတော့ Miss Supranational 2026 မော်လမြိုင်ကိုစားပြုထုံညီပြုပဲဖြစ်ပါတယ်ညီမအသက်က23နှစ်ဖြစ်ပြီးတော့ညီမဒီ Super National ကိုဝင်ရောက်ကြောင်းရတဲ့ရွေးချက်ကတော့ဖူနိုဟာမဲနေတဲ့ကလေးတွေကိုတက်နိုင်တဲ့ဘက်ကပေါ့နော်ဝိုင်းဝန်းကူညီပေးခြင်းလို့ပေါ့ညီမဒီကျောင်းကတော့ညီမစာနောက်ဆုံးနေနဲ့နားရပါတယ်ညီမဟိုဝါသနာကတော့တရှင်းဆိုတာရဲ့ရေကူးတာရဲ့ဝါသနာပါပါတယ်ပြိုင်ပွဲတွေအများကြီးရှိတဲ့ထဲမှာဘာဖြစ်လို့ Super National ကိုရွေးချက်ပြီးလာပြိုင်တာလဲအာ Super National ကိုဘာဖြစ်လို့ဝင်ရောက်ရွေးချက်လဲဆိုတော့ အာညီမကဒီပြိုင်ပွဲမှာ first time ပေါ့နော် first time ဖြစ်တဲ့အတွက်ကြောင့်မလို့အာဒီ super မှာဟိုတွေးကြုံလေးတွေလိုချင်လို့ပေါ့အဲကြောင့်မလို့ live ဝင်ဆောင်ပြိုင်ပွဲဝင်ချင်ဖြစ်ပါတယ်ဆိုတော့ဒါညီမလေးရဲ့ဆနာက initiative လေးမှာကြားလိုက်တယ်เนาะဆိုတော့ဒီ initiative လေးကလူမှုပတ်ဝန်းကျင်ကိုဘယ်လိုမျိုးလေးအကျိုးပြုနိုင်မယ်လို့ညီမလေးယုံကြည်လဲအာလူမှုပတ်ဝန်းကျင်ကိုညီမကဖူလုံရမဲ့နေတဲ့ကလေးတွေဥပမာလက်မိမှာပန်းရောင်းနေတဲ့ကလေးတွေအဲ့လိုကလေးတွေကိုအာ တက်နိုင်တဲ့ဘက်ကအခုလည်းညီမကူညီပေးနေပါတယ်အားကြောင့်မလို့အဲဒီရောက်ဒီပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ပြီးတော့ညီမကိုလူတိများပြီးတော့ကလေးတွေကိုကလေးတွေအတွက်အများကြီးလှုပ်ပေးခြင်းနဲ့ပေါ့အားကြောင့်မလို့ပါကျေးဇူးပါညီမလေးကျေးဇူးပါဒါဆိုလို့ရှိရင်ဒါမတို့ intro နဲ့ပတ်သက်တဲ့မေးခွန်းလေးတွေကတော့ပြီးသွားပြီဆိုတော့ဒါညီမလေးတို့ရဲ့ညဉ့်ညံသေးကိုဆန်းသက်တဲ့ပေးချမ်း question လေးတွေညီမတို့ဆက်သွားလိုက်မယ်နော်အခု live stories နဲ့ပတ်သက်တဲ့မေးခွန်းလေးတွေပြီးသွားပြီဆိုတော့ချွေတို့ဒါ သူတို့ရဲ့ဉာဏ်ဉာဏ်သေးကိုစမ်းသပ်တဲ့ patient questions လေးနဲ့သူတို့စမ်းသပ်လိုက်မယ်နော်ဒီမလေးကိုမှမေးချင်တာကဒီပြိုင်ပွဲမှာအခြားသောပြိုင်ပွဲဝင်နေတဲ့မိမိနဲ့နှိုင်းရှင်တဲ့အခါမှာတင့်ရဲ့အထူးခြားပြိုင်ပွဲကင်းစေတဲ့အချက်ကဘာပါလဲဒီပြိုင်ပွဲမှာပေါ့နော်တခြားပြိုင်ပွဲဝင်နေတဲ့ရှင်ပြိုင်တဲ့အချိန်မှာကျမကိုယ်တိုင်ကဲပေါ့နော်အာတာချက်ကတော့အလွယ်တကူတက်မြောက်လွယ်တယ် ပြောရလို့ရှိရင်တင်ယူနိုင်တဲ့စိတ်ရှိတယ်စူးစမ်းနိုင်တဲ့ရှိတယ်ပြီးတော့ကျမကိုယ်တိုင်ဇွဲလုံးလာဝရိယရှိရှိနဲ့လုပ်နိုင်တယ်အဲ့ဒါဟာကျမရဲ့အာသာချက်ပါပဲပြိုင်ပွဲဝင်နေအကုန်လုံးကလည်းသူ့အာသာချက်နဲ့သူရှိခဲ့ပါပဲရှိတယ်ပေါ့နော်သူလက်ရှိမှာလည်းအကုန်လုံးကလည်းစူးစမ်းနေတယ်သူတို့အာသာချက်ကိုစီရှိတယ်ကျမကိုယ်ပိုင်အာသာချက်ကတော့ကျမကိုယ်တိုင်ပဲလို့ထင်ပါတယ်ရှင်ကျေးဇူးပါညီမလေးဆိုတော့ညီမလေးကိုမေးမဲ့မေးခွန်းလေးကတော့ကြရှုံးမှုကိုကြောက်ရွံ့နေတဲ့သူတွေကိုဘလို့လုံဆောင်မလဲသူတို့အတွက်ဘလို့ message မျိုးပေးခြင်းပါတလဲ ှုံးကိုကြောက်တဲ့လူတွေအကြောင်းပါပေါ့နော်ဒီရှုံးတာဆိုတာကအဘဝလိုပြီးသွားမှာမဟုတ်ဘူးပေါ့နော်သူကဒီရှုံးတာပြီးလို့ရှိရင်ကိုထက်ကြိုးစားသူပြတ်အောင်နေလာမှာဒီရှုံးတာပြီးကြာတလဲစီသွားနေရပေါ့နော်ရှုံးနေနိုင်နေဆိုတာကအငြင်းတွန်းတွေအကောင်းငယ်မကောင်းငယ်ဆိုတာအငြင်းတွန်းနေနေကြရှုံးတာရှုံးတာပြီးလို့ရှိရင်ကိုကစိတ်သက်မချနဲ့အဲကိုကအကောင်းဆုံးပြန်ထအဲဆိုရင်ကိုကအဲကိုလူချင်းနဲ့ပန်းနိုင်ရောက်ရောက်နေလို့အဲအကြံပေးချင်ပါတယ်ကျေးဇူးပါညီမလေး ဆိုတော့နောင်မေးခွန်းလေးကဖေးချက်လောကကိုဝင်ရောက်လာဖို့တင့်ကိုဘယ်အရာကတွန်းအားပေးခဲ့တာလဲဒီကြတော့ကလည်းဝင်ရောက်ဖို့တော့တော်တော်များများကိုတွန်းအားပေးခဲ့တာတော့ကျွန်တော်ကိုညားပါဘာလို့လဲဆိုတော့ညီမကတော့အဲပေါ်ရီချိန်နဲ့ကြွားပါဆိုတော့ပါးရီပေါ့နော်အဲဒါရီကပတ်သက်ပြီးတော့အာပြောကြတယ်ဘာလို့လဲဆိုတော့အမင်းကတားမဲတယ်ပေါ့အဲအဲ့လိုမျိုးပြောတာ ြောချရပေါ့နော်ပြောချတဲ့အချိန်မှာမြမတီဒီတော့ခါလေဟိုခြေတော်ပြစ်ပြီးဝင်လာရဲတဲ့အာ miss grand မှာအာဆပြီးတော့ခလေးလေးပေါ့နော်ဘာမှမသိဘူးအာဝင်လာခဲ့တယ်ပြိုင်နေအာဘေးဟာဘေးအလူတွေဘာပြောပြောအာကိုဒီအကောင်ဆုံးရှင်ပြိုင်မယ်ငါဒီအလားဆုံးမယ်ငါဒီဘာပဲဖြစ်ဖြစ်ဘသူပြောပြောအာငါ့ကိုငါ့ကိုငါပဲရှိရဲဆိုတော့အတွင်းနဲ့ဒီလောကလေးကိုဟာဝင်ရောက်လာခြင်းဖြစ်ပါရဲ့ โอเคကျေးဇူးပါအဲနောက်တစ်ယောက်ညီမလေးရဲ့မိကွန်လေးကတော့အလမောင်အလမယ်ပြိုင်ပွဲတွေနဲ့ဆက်ဆက်ပြီးတော့အနုလက္ခဏာဆောင်တဲ့ဝေဖန်ခြင်းသဘောတရားတွေကိုကြုံမှုပါသလားဘလို့ကြော်ဖြတ်ခဲ့ပါသလဲဟုတ်ကြုံမှုပါရှင့်အဲလာမောင်မဒီမင်းနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေကအများကြီးပဲရှိရရှင့်ဟိုပါဆိုရှင့်ဟိုအရက်ပိုင်းဆိုလဲပြောခံရဘူးရှင့်ပြီးတော့အဲဒီတခါလေးကြာလဲရုပ်ရည်ပိုင်းနဲ့ပတ်သက်ပြီးတော့လဲပြောခံရပါရှင့် ဘလို့ကြော်ဖြတ်ခဲ့ပါသလဲအဲ့လိုကြော်ဖြတ်ခဲ့တာကတော့အင်ဂျင်အနေနဲ့ကတော့ဒါကိုကိုကိုယ်တိုင်မဲမို့လို့ကြည့်မလားသူများအိမ်နဲ့အဲ့လိုမျိုးဂယုဂယုဆိုင်တာမျိုးတော့လည်းမဟုတ်ဘူးပေါ့နော်ကိုကိုကိုအတွက်ကိုပဲအကောင်းဆုံးလုပ်ပြီးတော့ပဲဒီစိတ်စိတ်တက်ကောဒီကိုခန္ဓာပိုင်းရောကိုကကိုပဲတခြားလေးပြင်ဆင်ပြီးတော့ကြော်ပြတ်ခဲ့ပါတယ်ရှင်ဟုတ်ကျေးဇူးပါဟုတ်ဆိုတော့နာနာအောင်မေးမယ်မိကုန်းလေးကတော့ Why should you be the next ambassador of Miss Supranational Myanmar I believe that I should be the next ambassador in New National Myanmar because our beauty pageant scene is changing. Our world is changing so fast, and so is our beauty pageant scene. Us queens, we need more than beauty and upholding our elegance. We need skills, we need knowledge, we need fast and critical thinking skills. And I believe that I have been very fortunate to be born here and been raised here, and I felt the love of the spirit of the Myanmar Burmese people. And because of that, I was sent earlier on to go to Singapore to study and to improve on all my professional and personal skills. So, because of the skills that I have there, while I was navigating through the change from Myanmar to Singapore, I have always had Myanmar in my heart. It was always my goal and dream to come back and be the voice for my people and my country. So, because of that, I have the love and the passion I also believe that I have important critical thinking skills, communication skills, and most importantly, I believe that I, above all, prioritize making an impact through this pageant competition. For me, being an ambassador means you are honest with who you represent. You are someone who upholds yourself well. You're someone with integrity. And I believe that my experiences studying in Singapore and also pursuing leadership opportunities in Singapore has prepared me well enough to pursue my dreams of both being a doctor who can cure and heal others and also a miss who has a strong voice and can speak for her people. Thank you. Thank you. ဆိုတော့မလေးရဲ့မိကွန်းလေးကတော့တင့်ဘဝမှာအကြီးမားဆုံး role model ကဘယ်သူပါလဲတင့်ပေါ်မှာဘယ်လိုမျိုးလွှမ်းမိုးမှုရှိပါသလဲโอเคအမ်ညီမဘဝရဲ့အကြီးမားဆုံးဟာကတော့အမ်မမပေါ့မချယ်ဘူးပေါ့ဟုတ်မမကြည့်အရန်လာပြီးတော့ထက်မြက်နေရပေါ့နော်အဲကြောင့်မလို့မမလိုမျိုးပဲလာပြီးထမြောင်လို့လဲစူးစမ်းရမယ်လို့ကိုယ့်ကိုယ်ဆန္ဒရှိပါတယ် ကျေးဇူးပါညီမကျေးဇူးပါ Supra National မြန်မာ2026ပြိုင်ပွဲကြီးရဲ့ Supra Chat Challenge Group A ကတော့ဒါအခုပြီးသွားပြီဖြစ်ပါတယ်ရှင်။ဆိုတော့ဒီ Group A တွေကနေပြီးတော့မှကျွန်တော် winner တစ်ယောက်ထွက်ပေါ်လာမှာပါ။ဒီ winner ဟာဆိုလို့ရှိရင် semi final ကိုတက်တန်းပြီးတော့နောက်ထပ်တစ်ဆင့်ကိုထပ်မံရှင်ပြန်ရမှာပါ။နောက်ထပ်တစ်ဆင့်မှာထပ်ပြီးတော့ winner ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်တော့ဒီ Supra Chat winner ဒီပြိုင်ပွဲလုံးဝ grand final မှာဆိုလို့ရှိရင် top 10နဲ့ကိုအလိုလျောက်ဝင်ရောက်သွားမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ဒီ super chat challenge မှာဆိုလို့ရှိရင်ဒိုင်ရဲ့အမတ်က30ရာခိုင်နှုန်းပြီးတော့ကြတော့ဒါ social voting ကကြတော့80ရာခိုင်နှုန်းအမှတ်ပေးတော့မှာဖြစ်တဲ့အတွက်ကိုနစ်သက်အားပေးတဲ့ပြိုင်ပွဲဝင်တွေကိုဒါ like and share လေးနဲ့အားပေးကြဖို့အတွက်လည်း cherry ကပြောကြလိုပါတယ်ရှင်။